ာတို့သမီးတို့ပညာကိုမြင့်တယ်မြင့်အောင်မြင့်မှာတင်မကြိုးစားပါကိုဘွားကိုမြင့်အောင်မြင့်ပေးမိပါဆရာသမားယေရှုရှင်ကြီးရဲ့ယေရှုကိုလည်းမမေ့ပါနဲ့သူတို့ကိုယ်တော့မတက်လို့ထင်မသေးပါနဲ့သူတို့ကမိပါကောင်းပြီတဲ့သာသမီးကိုကိုယ်တည်းမြင့်အောင်မြင့်တယ်နိုင်ရမြင့်တယ်အခုံးစွမ်းအားရှိရအမေကောင်းတဲ့ရွက်ကိုကျင်နိုင်ရတယ် တကောကိုသွားဟောတော့စပ်ပြီးဟောဟောပြောဝင်ဟောရင်းနဲ့ကျွန်တော်ကဒါကလေးမိဘသာသမီကိုရမြင်အောင်မြင်ရမယ်အဖေကပကုံးထန်းတင်ရမယ်အမေကခေါင်းရတင်ရမယ်အဲ့ဒါလေးတွေပြောပြီးတော့ဟောပြောဝင်ပြီးလို့ပြန်တော့ကားပေါ်ရောက်ပါပြီဇာရဲဆရာကြီးမိမိုက်တယောက်ဆရာတို့ဆရာတို့ခဏနေပါဦးဒီမှာမုံပေါင်းလေးပေးခြင်းလို့ပါ မုံပေါင်းဆိုတော့ကျွန်တော်အညာသားကြိုက်တယ်။ဒါမဲ့ရန်ကုန်ကစာရေးဆရာတွေမုံပေါင်းမကြိုက်ဘူးမသိဘူးစိတ်မလား။လာလာကျွန်တော်ကျွန်တော်ကြိုက်တယ်ကျွန်တော်စားမယ်ယူခဲ့ပြေးလာပြီးတော့မုံပေါင်းကလေးပြေးပြေးနေတဲ့အဲ့ဒီမျိုးသမီးကြီးကကျွန်တော်တို့ကိုပြောသွားတယ်။ကျမသမီးကလေးမဟာဝိဇ္ဇာဖွယ်ရသွားပါပြီဆရာ။စောစောကစူးစူးညံ့ညံ့ပြောနေတဲ့ကားပေါ်ကကျွန်တော်တို့စာရေးဆရာကြီး ငြိမ်သိကြပါလေနင်းပါမောင်စိန်ဝင်ပရိဟုံးကပြောတယ်ဟုတ်သူတောင်းဝန်ချေပါပြီသူသမီးကိုခေါင်းရတင်လိုက်ပြီလို့ပြောသွားတာဗျငါနားလေလေဟုတ်တယ်ဒါကလေးပြောသွားရှာလူလောကကြီးမှာမိဘတွေကသာသမီးကိုကိုယ့်ရဲ့မြင့်အောင်ညှင်းရမယ်ညှင်းဓမ္မလောကတိုးတက်